တရားစွဲဆိုခံရတဲ့မြန်မာတန်တော်စင်ဂျာနယ်က17ဦးကိုနိုဝင်ဘာလ14ရက်နေ့မှာနေပြည်တော်ပုပ္ပတိတီတရားရုံးကိုလာရောက်တရားရင်ဆိုင်မှုပြန်ကြားရေးဝန်ကြီးဌာနကနိုဝင်ဘာလ9ရက်နေ့ကအကြောင်းကြားစာပေးပို့လိုက်ပြီလို့မြန်မာတန်တော်စင်ဂျာနယ်တာဝန်ခံအေဒီတာဦးအောင်ထွန်းလင်းက DBB ကိုပြောပါရတယ်။ဒီသတင်းကိုတော့ဥဟာကာကပေးပို့ထားတာပါခင်ဗျာ။ ဩဂတ်လ9ရက်နေ့ထုံးမြန်မာတန်တော်စင်ဂျာနယ်မှာဖော်ပြပါရှိတဲ့ဆောင်းပါးမှာနိုင်ငံတော်သမ္မတနဲ့ပတ်သက်ပြီးရေးသားချက်တွေပေါ်ပြန်ကြားရေးဝင်ကြီးဌာနကတရားစွဲဆိုထားပါတယ်။ကျွန်တော်တို့ကမနေ့ကဒီသူတို့ပေါ့ဒီတမန်စာပို့တယ်ခင်ဗျမနေ့ကနေ့လေရပါတော့။အာအားလုံးတရားစွဲထားတာ17ရက်။အဲဒီဒါတစ်ဖွဲ့လုံးတော့ပြောလို့ရတယ်။အဲဒီဒါဘိုင်းနဲ့ပတ်သက်တဲ့အားလုံးက6ရောက်ပါတယ်။နောက်ဖြန့်ချီက1ရောက်ပါတယ်။ နောက်ပြီးတော့ဒီသတင်းဟောပေါ့ဟိုစာပေတိတ်မန်နေဂျာတယောက်ပါတယ်ခင်ဗျအဲသတင်းနဲ့မီဒီယာဥတွေပုံမှန်25ခါဝင်နေခင်ဗျဒီသူတို့ကတော့ကျွန်တော်တို့နိုဝင်ဘာလ14ရက်နေ့ပေါ့နော်ဒီသူတို့ပုပ္ပတိတိတရားရုံးကိုလာဖို့သူတို့ခေါ်ထားတယ်အဲ့တော့ကျွန်တော်တို့အဲ့ဒီကိုသူတို့ခေါ်တဲ့အချိန်မှာကျွန်တော်တို့သွားမယ်ပေါ့ဟောရှေ့နေတယ်ကျွန်တော်တို့မှရှိပါတယ်ခင်ဗျကျွန်တော်တို့ဒီရရှေ့နေတယ် မြန်မာတန်တော်စင်ကြာနယ်ရဲ့ပြန်လည်ဖြည့်ရှင်းမှုဟာရေးသားဖော်ပြမှုနဲ့နှိုင်းရှင်တဲ့အခါမထီရောက်တဲ့အတွက်တရားစွဲဆိုရတာဖြစ်တယ်လို့ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးပိုက်ထွေးကပြောပါတယ်မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီရည်တစင်ကျွန်တော်တို့ဒါဒီစာနယ်ဇင်းကျွဝင်နေပြီဒီတန်းတခြားဖြည့်ရှင်းနိုင်ဖို့ဆောင်ရွက်ခဲ့ပါတယ်ကျွန်တော်တို့အချိန်ချင်းကျွန်တော်တို့ဆက်သွယ်ပြီးဆောင်ရွက်ခဲ့ပါတယ်သို့တော်လည်းပဲတက်ဆိုင်ရာစာနယ်ဇင်းသမားများကစာနယ်ဇင်းကောင်စီရဲ့ ညှိနှိုင်းဖြေရှင်းမှုကိုလက်မခံဘူးနောက်တစ်ခါကျွန်တော်တို့ဟလာရှင်းလင်းချက်ပြီးပြီးတဲ့ခါမှလည်းပဲမူလရည်သားချက်နဲ့နိုင်ရှင်လို့ရှိရင်ထိအောင်လုပ်တော့ပြည့်ချေပြတ်နိုင်ခြင်းမရှိတဲ့ဘူးဗျာဒီကျွန်တော်တို့ရည်သားရှင်းလင်းချက်ပြီးဖြစ်နေတယ်ဒါအပြင်ကျွန်တော်တို့တစ်ခါထပ်ပြီးတော့မှလည်းထိခိုက်နစ်နာမှုတွေရည်သားလာတဲ့အတွက်အဲကျွန်တော်တို့ကမလွဲမချောင်းတာလို့အခုနေနေဆောင်ရတာဖြစ်ပါတယ် မကြသေးမီကလည်း Unity Channel, By Mountain Channel တို့ကမီဒီယာသမားတွေဟာတရားစွဲဆိုခံခဲ့ရပြီးထောင်ဒဏ်တွေချမှတ်ခံခဲ့ရပါတယ်ကျွန်တော်အားကားပါ